လူများရှိမှစိုးပြေတဲ့စဉ်ကိုချစ်တယ်လို့ဖွင့်ပြောခဲ့တဲ့ဟိဝရန် MSL ပြိသက်များအလုံးပဲမင်္ဂလာပါရှင်ပြိသက်များရှင်ဟိဝရန်ရဲ့စိုးပြေတဲ့စဉ်တို့ကဆယ်စုနှစ်တခုမကရင်းနှီးလာခင်ကြတဲ့အမှုပညာရှင်တွေဖြစ်ပါတယ်ဗီဒီယိုစကားခင်မှာဆိုရင်လည်းနှစ်ယောက်သားတွဲဖက်တင်ယူဆောင်ခဲ့တဲ့စကားတွေကအရန်ကိုပောက်ခဲ့တာပါဒါကြောင့်မလို့လေလူများကြားမှာသူတို့နှစ်ယောက်ကိုလိုက်ဖက်ကြီးတယ်ဆိုပြီးပြောဆိုခဲ့တာပါဟိဝရန်နဲ့စိုးပြေတဲ့စဉ်တို့တယောက်ကြောင့်လည်းတယောက်ပြေဝတည်ကြတယ်လို့တာမန်အမှုပညာရှင်တွေထပ်ပို့ပြီးတော့ရင်းနှီးရလို့ထင်စေတာပါ ဒါအပြင်ဟိန်းဝင်ရံနဲ့အစိုးပြည်တစင်တို့ကနှစ်ယောက်တူတူပွဲတွေလည်းတောက်လျှောက်တက်နေကြတာပါပြီးခဲ့တဲ့ရက်ကကျင်းပခဲ့တဲ့ပွဲတစ်ခုမှလည်းဟိန်းဝင်ရံကအစိုးပြည်တစင်ကိုချစ်တယ်ဆိုပြီးဖွင့်ပြောခဲ့တာပါအစိုးပြည်တစင်ရဲ့လက်ကိုကင်ပြီးချစ်တယ်ဆိုပြီးအရေးတကြီးကြီးနဲ့ကိုဖွင့်ပြောခဲ့တယ်လို့အစိုးပြည်တစင်ဘက်ကလည်းချစ်တယ်ဆိုပြီးပြန်လည်ကဖွင့်ပြောခဲ့တာဖြစ်ပါတယ်တကယ်ချစ်သူစုံတွဲတွေလို့တယောက်နဲ့တယောက်အချစ်တွေဖွင့်ဟနေကြတာမို့ဘေးရနေကြည့်နေရတဲ့သူတွေဖို့တော့ရှင်းခုံစရာခိုက်တန့်ဖြစ်လို့နေတာပါသူတို့နှစ်ယောက်ကိုပြည်သက်တွေကဖွင့်ပြောဖို့တိုက်တွန်းခဲ့တာကြောင့်အခုလိုဖွင့်ပြောလိုက်တာပါ ပွဲတပွဲတက်ပြီးဆိုရင်ပြိသက်တွေကစိုးပြေတစင်းနဲ့ဟင်းဝင်ရံတို့ယူနေကြတဲ့ခိုက်တန့်တွေကိုတိုက်တွန်းကြတာဖြစ်ပါတယ်။နှစ်ယောက်စလုံးအနီးကပ်ဖြစ်စီမဲ့အခိုက်တန့်တွေကိုတောင်းဆိုတာဖြစ်တဲ့အတွက်ပွဲစီစဉ်တဲ့သူတွေကလည်းတက်နိုင်သမျှလှုပ်ခိုင်းကြတာပါ။စိုးပြေတစင်းနဲ့ဟင်းဝင်ရံတို့ကလည်းပြိသက်တွေစိတ်ချမ်းသာအောင်တက်နိုင်သမျှလှုပ်ပြီးကြတာပါ။ဒါကြောင့်မလို့လေသူတို့နဲ့အတူတူပွဲတက်တာကိုအများကမျှော်လင့်နေကြတာပါ။ ဒါအပြင်ဂိမ်းတွေဆော့ကြပြီဆိုရင်စူပြည်တစင်နဲ့ဟင်းဝင်ရန်တို့ကတယောက်ချောင်းတယောက်ကိုလိုရာထက်ပိုတိနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေသူတို့နှစ်ယောက်ကတွဲနေပြီလို့ထင်နေကြတာဖြစ်ပါတယ်။ဟင်းဝင်ရန်နဲ့စူပြည်တစင်တို့ဘက်ကချစ်သူတွေပါလို့ဝန်ခံမသိသေးတဲ့ကတော့ချစ်သူတွေဖြစ်လာမလားဆိုပြီးတော့စောင့်မျှော်နေကြပါတယ်။ဟင်းဝင်ရန်ကအခုလက်ရှိအချိန်ထိကိုအိမ်တောင်လည်းမပြုတ်ပဲလူပြိုကြီးဘဝနဲ့သာဆက်နေလို့နေတာပါ။စူပြည်တစင်ကလည်းအခြေအနေပတ်သက်ရင်တခုမှချက်မပြပဲနေထိုင်တတ်တာပါ။ဒါကြောင့်မလို့သူတို့နှစ်ယောက်လူပြိုကြီးအပြိုကြီးဘဝနဲ့သာဖြတ်တန်းလို့နေတာဖြစ်ပါတယ်။ ိန်ဟိန်းဝင်ရန်ကအသက်ကြီးမှအိမ်အောင်ပြုမယ်လို့ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ဒီတော့တွင်မှာအခြေအနေနဲ့ပတ်သက်ပြီးချပြမှာမဟုတ်ပါဘူး။ဆိုပြည်တစဉ်ကလည်းအခြေအနေကိုကြိုတင်ချပြတာမျိုးသဘောမကျပဲလက်ထက်မှသာချပြမှာပါ။ဒါကြောင့်မလို့သူတို့နှစ်ယောက်ကအမှန်တကယ်ချစ်သူတွေဖြစ်နေပြီလားဆိုတာမင်္ဂလာဆောင်တဲ့နေ့မှာပဲအားလုံးကသိကြတော့မှာဖြစ်ပါတယ်။ နှစ်ယောက်စလုံးကအမှုပညာအလုံးနဲ့အိမ်အောင်ပြုမဲ့အချိန်ကိုတီးတန့်ခွဲထားကအစီအစဉ်ချထားပြီးသားဖြစ်ပါတယ်။အခုလက်ရှိမှာတော့အမှုပညာလုပ်တွေကိုသာကိုစီစူးစမ်းလို့နေပါတယ်။စိုးပြည့်တစဉ်ဆိုရင်လည်းရုပ်ရှင်စကားကြီးတွေတောင်းလျှောက်ရိုက်ပြီးအမှုပညာလုပ်မှသာအာရုံစိုက်ထားတာပါ။ဒီနှစ်ထဲမှာစိုးပြည့်တစဉ်ရဲ့ရုပ်ရှင်စကားကောင်းတွေကိုလည်းပရိသတ်တွေကကြည့်ရှုကြရမှာပါ။ဒါအပြင်သူမအတွက်တတရမြောက်အကယ်ဒမီဆူရဖို့အလားအလာရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာစိုးပြည့်တစဉ်နဲ့ဟင်းဝင်ရန်တို့နှစ်ယောက်စလုံးကမိဘတွေအတွက်တားလိမ်မှာတမိလိမ်မှာတွေဖြစ်တာလှုပ်ကျွေးနေတာဖြစ်ပါတယ်။ တယ်။ပြည်သက်ကြီးအနည်းနဲ့ရောဆိုပြတဲ့စင်းနဲ့ဟင်းဝရန်တို့နေရာကိုချစ်သူတွေဖြစ်တရားဝင်ချပြကလက်ထက်တာကိုဖြစ်စေခြင်းမီလားဆိုတာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြီးပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းလူပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။